ချိန်ရက်ပိုင်းလောက်ကကျွန်တော်ရဲ့ဖုန်းလေးကိုလက်လေးနဲ့ဖိပြီးသွားပြီးတော့ဒီဖုန်းပေါ်ပါကတ်ထားတဲ့မှတ်မကွဲလေးကကွဲသွားတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်လိုင်းမွားနေပြီးတော့မှတ်မကွဲတစ်ချက်မှားထားပါတယ်ဒီနေ့မှာတော့ကျွန်တော်ဒီဖုန်းလေးကိုမှတ်မကွဲကိုယ်တိုင်ကပြမှာဖြစ်ပါတယ်ကျွန်တော်မှားထားတဲ့မှတ်မကွဲလေးမှာဘာလို့ပါလဲဆိုတော့မှတ်မကွဲတစ်ချက်ပါမယ်ပြီးလို့ရှိရင်ဖုန်းစကရင်ကိုတန်ရှင်းလုပ်ဖို့အတွက်နော်ဒီကောင်လေးနှစ်ခုပါမယ်ဒါလေးလည်းပါမယ်ပေါ့ဆိုတော့ကျွန်တော်တို့ဖုန်းမှမကွဲစကတ်မယ်ဆိုရင်ကျွန်တော်ဖုန်းအရင်ဆုံးတန့်ရှင်းလောက်ကပါမယ် တန့်ရှင်းမလုပ်ခင်မှာကျွန်တော်တို့ဖုန်းကိုပါပိတ်ထားဖို့လိုပါတယ်ကျွန်တော်ဖုန်းကတော့ကျွန်တော်ပါပိတ်ထားပြီးပေါ့နော်ဆိုတော့ကျွန်တော်စပြီးတော့ကတ်ပါမယ်အရင်ဦးဆုံးကျွန်တော်တို့သူ့ရဲ့အမှတ်မကွဲအဟောင်းကိုခွာပါမယ်ခွာတဲ့အချိန်မှာနည်းနည်းတော့သတိထားပါဒီလက်သေးရှိလို့ရှိရင်ပေါ့နော်အဲ့လက်သေးလေးနဲ့ဒီအမှတ်မကွဲလေးကိုသတိရှင်နဲ့ဖြည်းဖြည်းလေးကျွန်တော်ခွာပေးရပါမယ်ခွာတဲ့အချိန်မှာနည်းနည်းသတိထားပါမမကွဲစားတွေကကိုယ့်ရဲ့မျက်နှာကိုလာပြီးဆင်တက်ပါတယ်ဖြည်းဖြည်းလေးနဲ့ဆွေးချစ်ချစ်လေးထားပြီးတော့ကျွန်တော်ခွာမယ်နော် โอเคဒါဆိုရင်တော့သူရဲ့မှတ်မှုကိုအအောင်ကျွန်တော်ခွာလိုက်ပြီပေါ့ပြီးရင်ကျွန်တော်ဒီနံပါတ်1ကိုကျွန်တော်အရင်ဆုံးဖောက်ပြီးတော့ဒီမှန်မှာတုတ်ပါမယ်ဒီကောင်တော့စေးကြီးပေါ့နော်မှန်မှာကတ်နေရဲ့ဂျီကြီးကိုတော့ပြောင်းတုတ်တဲ့ကောင်ပေါ့ဟိုဒီစေးကြီးနဲ့အခုဒီမျိုးကျွန်တော်တုတ်လိုက်မယ်တုတ်ပြီးသွားပြီဆိုရင်ကျွန်တော်နံပါတ်2နဲ့ပေါ့နော်နံပါတ်2ကတော့6ပေါ့ဒီကောင်လေးနဲ့ပြန်ပြီးတော့6တောင်းပြန်တုတ်ပြရပါမယ်တုတ်တဲ့နေရာမှာနည်းနည်းသတိထားပါကျွန်တော်မှန်ပေါ်မှာအမိုက်တွေဖုံနေတဲ့ဆက်မှာကြံခဲ့လို့မရပါဘူး ကြံခဲ့လို့ရှိရင်မှမွေးကတဲ့အခါမျိုးမှာလေခိုတာမျိုးဖြစ်နိုင်ပါတယ်။ခုံပြောင်းသွားပြီဆိုရင်ကျွန်တော်မှမွေးစပြီးတော့ကတ်ပါမယ်။သူ့ရဲ့ဒီမှာမှမွေးမှာပေါ့နော်ခွာဖို့ကျွန်တော်ပေးထားတယ်ပေါ့နော်ဒီကောင်လေးကိုကျွန်တော်အောက်မှာထားမယ်။လက်ကားဒီလိုကင်ပြီးတော့အောက်ကညီလိုပြင်ပြီးတော့ကျွန်တော်ခွာပါမယ်။ပြီးတော့လက်နှစ်ဖက်နဲ့ကင်ပြီးတော့ပေါ့နော်မှန်အပေါ်ကိုကျွန်တော်မှန်ပေါ်မတင်သေးဘူးပေါ့နော်ဒီမှာကြီးမှန်ပေါ်ကိုကျွန်တော်မတင်သေးဘူး။လက်လေးနဲ့ကျွန်တော်အရင်ဆုံးနေရာချိန်မယ်ပေါ့နော်။ စကေးဘေညာပိုအောင်ပေါ့နော်နေရာစကေးကြောင်ကျွန်တော်ချိန်ပဲချိန်ပြီးလို့ရှိရင်ကျွန်တော်ဒီအရှိတ်ပတ်ချမ်းကိုအရင်ဆုံးလွှတ်ချလိုက်ပေါ့နော်လွှတ်ချပြီးတော့ကိုကအောက်ကကောင်းအောင်အောက်မချသေးပဲနဲ့ဒီနည်းနည်းလေးချိန်ပေးအောင်ပေါ့နော်ဒီအပေါ်အောက်ဘဲလန့်ညီပြီးဘေးဘေညာဘဲလန့်ညီပြီးဆိုလို့ရှိရင်တော့ကျွန်တော်ချလို့ရပြီပေါ့နော်လေးလေးတွေအပြင်ထွက်သွားအောင်အခုလိုမျိုးလက်မလေးကိုတုံးပြီးတော့နောက်ကနေပြီးတော့လှိုက်ဖိပေးရပါမယ်နည်းနည်းအားဆိုင်ပြီးတော့လေးလေးတွေကိုအပြင်ထွက်သွားအောင်လို့ဖိပေးရပါမယ် ဒါဆိုလို့ချင်းတော့မှတ်မကွဲကတ်လို့ပြီးပါပြီ။ရုံမောက်အစ်စ်တိုင်းလေးဖြစ်သွားတယ်နော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။